လောကဒုက္ခအတ္တိပယံဇာတယာတိတဗ္ဗဒုက္ခံပါဠိဟိနေသာပတိဋ္ဌံပန္တိတေဟိဒုက္ခသစ္စာလောကဒုက္ခအတ္တိပယံဇာတယာတိတဗ္ဗဒုက္ခံပါဠိဟိနေသာပတိဋ္ဌံပန္တိတေဟိဒုက္ခသစ္စာလောကေ ခြေကြပြကြမမြဲကြတဲ့ဤလောကကြီးတဲ့၌ပါလေဟိသူစီစိန်ငါစီစိန်နတ်စီစိန်လူနတ်စီစိန်မိစိန်မိတော်ထင်မြောက်၍မကြံအပူယံဖြစ်စီဒုက္ခတဲ့လူမိုက်ကြီးတို့သည်လောကဒုက္ခအာယုံပြုလိုက်ရပြန်တော်မြတ်တောင်တရှက် ကောင်းတယ်ထင်တာကလျက်တပြက်ခံစားစေမတော့အိမ်မများချမ်းသာဘယံဗရပွေလိန်ရှုပ်ပါလို့ရေတိမ်မနိခာမြုပ်တယ်ထမင်းတလုံးဟင်းတစုပ်ကဲနဲ့သတင်းပုတ်ပါတဲ့ဤခန္ဓာဤခန္ဓာဘေကရတယ်ဟောဒီတနာကရတယ်အဲဒီလိုကောင်းတယ်ထင်ကြတဲ့လောကီဒုက္ခကြီးကို အတိပယံချစ်လို့လည်းမဆုံးကြိုက်လို့လည်းမဆုံးနိုင်တဲ့အချစ်ဆုံးလောကဘဝတဏရေတကွန်ဖြာ၍လွန်စွာထံပြင်း အချစ်သိင်းကြီးတွေဖွဲ့ပြီးတော့နေဇပါတင်တံဘယပတုဝတ္တဝကရှိခိုးဦးချာကုသလဖြာဖြာပြူကြတဲ့အခါမှာဘဝတိုင်းဘဝတိုင်းရက်လာမဆိုင်ပဲ လူမင်းရဲ့စီစိမ်နတ်မင်းရဲ့စီစိမ်ညီထိုင်တဲ့မိအချင်းကိုမမြင်ကြမကြောက်ကြသဖြင့်နိဗ္ဗာန်မရခင်စัจ जा ကောင်းမှုတို့တို့တောင်းဆိုသောဗဒ္ဒနာ ပြုကြကုန်သည်ဖြစ်၍ကိစ္ဆန္တီနေရီကိုလည်းမဆင်ခြင်းတေဝေကိုလည်းညံမမြင် အမံပင်တပ္ပစီညာမြင်ကမထာငါမတော်တကယ်မုတ်ချအထုတ်ရပြီလို့ပြောကြတာကလောကရဲ့စကားထဏပြမတကြာထင်းလုံးတွေမြင်းလုံးတွေဆက်ရဗမသွားတကယ်သို့တနည်းကြတော့အပေလေးပါးသို့ဆက်ကဆက်ကလာကြလေကုန်၏ပန္တိတေဟီ မဟာပညာဝတ္တစုဝိဇာဉဏ်တွေးအောင်လကွန်ထူလာပါသည်မဟာပညာဝတ္တစုဝိဇာဉဏ်တွေးအောင်လန်တကွန်ထူကြပါတဲ့လူရှင်အပေါင်းအရိယာသူတော်ကောင်းတို့သည်သတ္တယာတိသဗ္ဗဒုက္ခံသတ္တိအစလုံးစုံသောဒုက္ခဟုသမျှကို ဝါမိဝတ်တွင်ကအစဒုက္ခကိုမမြင်ရှုပ်ရတဲ့ဘဝကိုမစင်ခြင်းမုတ်ချာဒနာရှင်ဆိုရာကဇာတိအစကလလရေကြီးအခြေတီရာကိုမတိကြမကြောက်ကြသဖြင့်ရောက်ရမယ်ဘဝလုံးစုံဒုက္ခအပေါင်းစုကဆုံးမှုမကုံတဲ့လူပုံဌာနာ ခုကြုံကလာကြတဲ့ပါဝါပြယောဂီတွေဟောရိမလီပါဠိပြရမှာဖြင့်ဇာတိအစဥပါယတအဆုံးသတ္တဘသောဒုက္ခတုံးကြီးကိုဒုက္ခသစ္စံဒီကောင်းတဲ့ချမ်းသာတယ်လို့ပြောကြတာကလောကရဲ့စကားအဖဂေါတမတရားမှာတော့ဆင်းရဲကြောင်းဤကအမှန်ဟု ဝိပါစွာဒုက္ခသစ္စာဉာဏ်ကိုကိုယ်ပိုင်ရကြသည် ဖြစ်၍ကိစ္စတိနေရီကိုစင်ခြင်းသိပြီကိုရဲ့ဉာဏ်နဲ့အမြင်အမှန်ပင်တပ္ပစဉ်တရားကိုသိကြသဖြင့်တန်တိဒုက္ခတို့ကြွားကြလေကုန်၏ကိစ္စတိအမှန်ကိုလည်းသိဉာဏ်ကိုလည်းသိကြသဖြင့် အကျံပိပိနေတန်တိဆိုတကယ်ဤပါတဲ့အမမဝိတဲ့နိဗ္ဗာန်ကိုစိတ်အကျံအဋိဋ္ဌာမြောက်ပြီမို့ဩနောက်ဆုံးတော့နိဗ္ဗာန်သို့ရောက်ကြလေကုန်၏ဒီကရာလေးအရင်ကောင်းပါတယ်လောကဒုက္ခအတိပယံဇာတရာတိသဗ္ဗဒုက္ခပါဠိဤနိစ္စပန္တင်တံပန္တိတေဟိဒုက္ခသစ္စံတဲ့ လောကကြီးကိုချမ်းသာတယ်ခန္ဓာရရှိလာတဲ့ပုဂ္ဂိုလ်တွေကို ချမ်းသာတယ်လို့မြင်တဲ့အမြင်ဟာလူမိုက်တို့ရဲ့အမြင်ပဲတဲ့ပါဠိနိစ္စပန္တင်ထံအကြောင်းကျိုးမသိအမှန်မှန်မသိအကောင်းဆိုးကို ခွဲခြားပြီးတော့မသိတဲ့တန်တရာပြေးလွှားနေတဲ့လူမိုက်တို့သည်တဲ့ဖရာရှိခိုးတိုင်းစီမီပူဇော်တိုင်းဖရာတော်တော်ရေကတ်တိုင်းစသည်အားဖြင့် ဘဝစက်တိုင်းစက်တိုင်းမှာချမ်းသာမှုတွေရဖို့အတွက်ဆိုပြီးတော့ဟောဒီဩဃာတလောကတတ္တလောကကြီးကို ချမ်းသာတယ်လို့ထင်မြင်ယူဆပြီးလောကကြီးကို ဖတ်တွယ်နေကြတယ်လောကဒုက္ခအတ္တိပိယအလွန်ချစ်ခင်နှစ်သက်မျက်နှာတွေ့တာတတ်မှတ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီလူမိုက်တွေဟာ အကြောင်းကျိုးအမှန်မှအကောင်းဆုံးဖွဲ့ချပြီးတော့မသိတဲ့လူမိုက်တွေဟာတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့ငိုကြွေးခြင်းဆိုရင်ချင်းပူပန်ခြင်းနေနဲ့ပဲဆက်လက်ပြီးတော့လာလိမ့်မယ်တဲ့ဒီကရာရဲ့အဓိပ္ပာယ်ပါဇာတရာတိတပ္ပဒုက္ခံဇာတိအစကလလရေကြီးအခြေတီတာကိုမသိကြမမြင်ကြမကြောက်ကြတဲ့အတွက်ကြောင့်မို့လို့ ဒုက္ခအပေါင်းစုကဆုံးပူမကုံနဲ့လူပုံဌာန ခုကြုံကလာကြတဲ့ပါဝါပြယောဂီတွေတို့များတရားသမားကြီးပဲလို့ကိုကိုကိုအထင်ကြီးနေကြတော်တော်ဒီလောကကြီးကိုဒီမိသားစုကြီးကိုဒီဘဝကြီးကိုတွေ့တာတက်မှတ်ပြီးတော့တစ္ဆာလေးပါယုံနာဓမ္မသင်္ခါရတွေအပေါ်မှာကျင့်ကြံကြိုးစားပွားများအားထုတ်ခြင်းမရှိဘူးဆိုရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဟာလောကကိုခင်တွယ်တဲ့သူပဲတက်မှတ်တဲ့သူပဲလို့ဒီလိုတိပ္ပိယ အဲ့တော့ဇာတရာတိသဗ္ဗဒုက္ခလောကတိဇာတိအစတဲ့အစရှိတဲ့ဒုက္ခတွေကိုရနေတယ်ဆိုတာကိုသိရင်တန္တရာကလွတ်အောင်ကြိုးစားလိုက်မယ်လို့ဒီလိုအဓိပ္ပာယ်ရပါတယ်။ဇာတရာတိသဗ္ဗဒုက္ခပါလေဤနေသပန္တံပန္တိတေဟိဒုက္ခသစ္စံပန္တိတေဟိမပညာဝန္တစုဝိဇာဉ္ဇံတိအောင်တကုံထူကြပါသည်လူရှင်အပေါင်းအရိယသူတော်ရှင်ပေါင်းတို့ကတော့ ဒုက္ခသစ္စာဟောရိခန္ဓာကြီးရလာတဲ့ဟောရိလောကကြီးကို ရောက်ရှိလာတဲ့ဆိုတာကဒုက္ခသစ္စာဒုက္ခဖြစ်မယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်နောက်ဆုံးမှာတော့ကိစ္ဆန်ဒီအဲ့ဒီပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေကသူတော်ကောင်းတွေက အကြောင်းအကျိုးမှမှန်ခွဲခြားသိမြင်ပြီးတော့တတိတမဇင်လက်ကင်ချပြီးတော့နိဗ္ဗာန်သို့လာကြလေကုန်လေဒီကရာရဲ့အတိပ္ပယ်ပါဒီလောက်ပါပဲလောကဒုက္ခအတ္တိပယံသတ္တယာတိတပ္ပဒုက္ခံ ပါလေဟိနေသပန်ချင်းတံပန္တိတေဟိဒုက္ခသစ္စာလောကဒုက္ခအတိပယံသတယာတိတဗ္ဗဒုက္ခပါလေဟိနေသပန်တင်ထံပန္တိတေဟိဒုက္ခသစ္စာလောကဒုက္ခအတိပယံသတယာတိတဗ္ဗဒုက္ခ ပါဠိဟိနိစ္စပါတင်တံပန္တိတေဟိဒုက္ခသစ္စံလောကေဖြစ်ကြပြတ်ကြမမြဲကြတဲ့ဤလောကကြီးတဲ့၌ပါဠိဟိသူစီစိန်ငါစီစိန်နတ်စီစိန်လူနတ်စီစိန်မိစိန်မိတော့ထင်မြောက်၍မကြံ အပူယံဖီစီဒုက္ခတဲ့လူမိုက်ကြီးတို့သည် လောကဒုက္ခအာယုံ ပြုလိုက်ရပြန်တော်မြတ်တောင်တရှက်ကောင်းတဲ့ထင်းနာကလျက်တပြက်ခံစားဆဲမတော်အိမ်မများချမ်းသာဗယံဗရပွေလိန်ရှုပ်ပါလို့ရေဒိမနိခာမြုပ်တယ်သမေတလုံးဟင်းတစုတ်ကဲနဲ့တရင်ပုတ်ပါတဲ့ဤခန္ဓာ ဒီခန္ဓာပေကရတယ်ဟောဒီတဏကရတယ်အဲဒီလိုကောင်းတဲ့ထင်ကြတဲ့လောကီဒုက္ခကြီးကို အတိပယံချစ်လို့လည်းမဆုံးကြိုက်လို့လည်းမဆုံးနိုင်တဲ့အချစ်ဆုံးလောကဘဝတဏရေရကွန်ဖြာ၍လွန်စွာထံပြင်း အချစ်သိင်းကြီးတွေဖွယ်ပြီးတော့ နေသပါတိတံဘယပတုဝတဝကရှိခိုးဥချာကုသလဖြာဖြာပြူကြတဲ့အခါမှာဘဝတိုင်းဘဝတိုင်းရက်လာမဆိုင်ပဲလူမင်းရဲ့စီစိနမင်းရဲ့စီစိညီထိုင်တဲ့မိအရှိန်ကိုမမြင်ကြမကြောက်ကြသည်ဖြင့်နိဗ္ဗာန်မရခင်စัจ Java ကောင်းမှုတို့တို့တောင်းဆိုဆိုပတ္တနာပြုကြကုန်သည်ဖြစ်၍ ကိစ္စန္တီနေရီကိုလည်းမဆင်ခြင်းတေဘေးကိုလည်းညံမမြင်အမံပင်တပ္ပစီညံမြင်ကမထငါမတော်တကယ်မဟုတ်ချထုတ်ရပြီလို့ပြောကြတာကလောကရဲ့စကား ထနပြမတကြာထင်းလုံးတွေမြင်းလုံးတွေဆက်ရပမသွားတဲ့ကဲ့သို့တနည်းကြတော့အပေလေးပါးသို့ဆက်ကဆက်ကလာကြလေကုန်၏ပန္ဒီတေဟိမဟာပညာဝတ္တစု ဝိဇ္ဇာဉဏ်တွေအောင်လကွန်ထူလာပါသည်မဟာပညာဝတ္တစုဝိဇ္ဇာဉဏ်တွေအောင်လတကွန်ထူကြပါတဲ့လူရှင်အပေါင်းအရိယသူတော်ကောင်းတို့သည် သာတယာတိတဗ္ဗဒုက္ခံသာတိအစလုံးစုံသောဒုက္ခဟုသမျှကိုဝါမိဝတ်တွင်က အစဒုက္ခကို မမြင်ရှုပ်ရတဲ့ဘဝကို မစင်ခြင်းမௌထာဒနာရှင်ဆိုရာကသာတိအစကလလရေကြီးအခြေတိရာကိုမတိကြမကြောက်ကြသဖြင့် ရောက်ရမယ်ဘဝလုံးစုံဒုက္ခအပေါင်းစုခါစုံမှုမကုံတဲ့လူဘုံဌာနခုကြုံကလာကြတဲ့ပါဝါပြယောဂီတွေဟောရီမလီပါဠိပြရမှာဖြင့်ဇာတိအစဥပါယတအစုံစတဘသောဒုက္ခတုံးကြီးကိုဒုက္ခသစ္စံဒီ ကောင်းတဲ့ချမ်းသာတယ်လို့ပြောကြတာကလောကရဲ့စကားအဖဂေါဓမ္မတရားမှာတော့ဆင်းရဲကြောင်းဤကအမှန်ဟုဝိပန်စွာဒုက္ခသစ္စာဉာဏ်ကိုကိုယ်ပိုင်ရကြသည် ဖြစ်၍ကိစ္စတိနေရေးကိုဆင်ခြင်းသိပြီးကိုယ်ရဲ့ဉာဏ်နဲ့အမြင် အမပင်တပစဉ်တရားကိုသိကြသဖြင့်တန်တိဒုက္ခတို့ကြွားကြလေကုန်၏ကိစ္စံတီအမှန်ကိုလည်းသိဉာဏ်ကိုလည်းသိကြသဖြင့်အကြံပိပိနေတန်တိဆိုတကယ်ဤပါတဲ့အမမဝိတဲ့နိဗ္ဗာန်ကိုစိတ်အကြံအဋိဌာမြောက်ပြီမို့ ဩနောက်ဆုံးတော့နိဗ္ဗာန်သို့ရောက်ကြလေကုန်၏ဒီကာရလေးအရန်ကောင်းပါတယ်လောကဒုက္ခအတိပိယဇာတရာတိတဗ္ဗဒုက္ခပါဠိနေသပန်ထင်တံပန္တိတေဟိဒုက္ခသစ္စံလောကကြီးကို ချမ်းသာတယ်ခန္ဓာရရှိလာတဲ့ပုဂ္ဂိုလ်တွေကို ချမ်းသာတယ်လို့မြင်တဲ့အမြင်ဟာလူမိုက်တို့ရဲ့အမြင်ပဲတဲ့ပါဠိနေသပန်တင်ထံ ကြောင်းကျိုးမသိအမှားမှန်မသိအကောင်းဆိုးကိုခွဲခြားပြီးတော့မသိတဲ့တန်တရာပြေးလွှားနေတဲ့လူမိုက်တို့သည်တဲ့ဘုရားရှိခိုးတိုင်းစီမိပူဇော်တိုင်းဘုရားတော်တော်ရဲ့ကတ္တိုင်စသည်အပြင်ဘဝဆက်တိုင်းဆက်တိုင်းမှာချမ်းသာမှုတွေရဖို့အတွက်ဆိုပြီးတော့ဟောဒီဩကာသလောကတတ္တလောကကြီးကိုချမ်းသာတယ်လို့ထင်မြင်ယူဆပြီးလောကကြီးကိုဖတ်တွယ်နေကြတယ် လောကဒုက္ခအတ္တိပိယအလွန်ချစ်ခင်နှစ်သက်မျက်နှာတွေ့တာတက်မှတ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီလူမိုက်တွေဟာအကြောင်းကျိုးအမှားမှအကောင်းဆုံးခွဲခြားပြီးတော့မသိတဲ့လူမိုက်တွေဟာသောက ပရိဒေဝဒုက္ခဒေါမနတဥပါယတာဆိုတဲ့ငိုကြွေးခြင်းဆိုးရင်ခြင်းပူပန်ခြင်းတွေနဲ့ပဲဆက်လက်ပြီးတော့လာလိမ့်မယ်တဲ့ဒီကရာရဲ့အဓိပ္ပာယ်ပါဇာတယာတိတပ္ပဒုက္ခံ ဇာတိအစကလလရေကြီးအခြေတီတာကိုမတိကြမမြင်ကြမကြောက်ကြတဲ့အတွက်ကြောင့်မို့လို့ဒုက္ခအပေါင်းစုကဆုံးပူမကုံနဲ့လူပုံဌာနခုကြုံကလာကြတဲ့ပါဝါပြယောဂီတွေတို့များတရားသမားကြီးပဲလို့ကိုကိုကိုအထင်ကြီးနေကြတော်တော်ဒီလောကကြီးကိုဒီမိသားစုကြီးကိုဒီဘဝကြီးကိုတွေ့တာတတ်မှတ်ပြီးတော့ ။တစ္ဆာလေးပါးယုံနာဓမ္မသင်္ခါရတွေအပေါ်မှာကျင့်ကြံကြိုးစားပွားများအားထုတ်ခြင်းမရှိဘူးဆိုရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဟာလောကကိုခင်တွေ့တဲ့သူပဲတတ်မှတ်တဲ့သူပဲလို့ဒီလိုတိပေးရ။အဲ့တော့ဇာတရာတိသဗ္ဗဒုက္ခလောကသည်ဇာတိအစတဲ့အစရှိတဲ့ဒုက္ခတွေကိုရနေတယ်ဆိုတာကိုသိရင်တန်တရာကလွတ်အောင်ကြိုးစားလိုက်မယ်လို့ဒီလိုတိပေးရပါတယ်။ သတ္တယာတိတဗ္ဗဒုက္ခပါလိဤနေသပန္တံတံပန္တိတေဟိဒုက္ခသစ္စံပန္တိတေဟိမပညာဝန္တစုဝိဇာဉဏ်တိအောင်တကုံ ထူကြပါသည်လူရှင်အပေါင်းအရိယသူတော်စင်ပေါင်းတို့ကတော့ဒုက္ခသစ္စံဟောရိခန္ဓာကြီးရလာတဲ့ဟောရိလောကကြီးကို ရောက်ရှိလာတဲ့ဆိုရကဒုက္ခသစ္စာဒုက္ခဖြစ်မယ်ဆိုရကိုသိတဲ့အတွက်ကြောင့်နောက်ဆုံးမှာတော့ကိစ္ဆန်ဒီအဲ့ဒီပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေကသူတော်ကောင်းတွေက အကြောင်းအကျိုးမှမှန်ခွဲခြားသိမြင်ပြီးတော့တတိသမဇင်လက်ကင်ထားပြီးတော့နိဗ္ဗာန်သို့လာကြလေကုန်လေဒီကာရယအတိပဲပါဒီလောက်ပါပဲလောကဒုက္ခအတိပယံသတရာတိတပ္ပဒုက္ခံပါလေဟိနေသပန်ချင်းတံပန္တိတေဟိဒုက္ခသစ္စာလောကဒုက္ခအတိပယံသတရာတိတပ္ပဒုက္ခံ ပါလေဟိနေသဗန္တင်ထံဗန္တိတေဟိဒုက္ခသစ္စာလောကဒုက္ခအတိပိယံဇာတယာတိတပဒုက္ခပါလေဟိနေသဗန္တင်ထံဗန္တိတေဟိဒုက္ခသစ္စာလောကေဖြစ်ကြပြကြမမြဲကြတဲ့ဤလောကကြီးတဲ့၌ ပါလေဟိသူစီစိန်ငါစီစိန်နတ်စီစိန်လူနတ်စီစိန်မိရှိန်မိတော့ထင်မြောက်၍မကြံအပူယံဖြစ်စီဒုက္ခတဲ့လူမိုက်ကြီးတို့သည်လောကဒုက္ခအာယုံပြုလိုက်ရပြန်တော်မြတ်တောင်တရှက်ကောင်းတဲ့ထင်နာကလျက်တပြက် ခံစားစေမတော့အိမ်မများချမ်းသာဗယံပရပွေလိန်ရှုပ်ပါလို့ရေတိမ်မနိခာမြုပ်တယ်ထမင်းတလုံးဟင်းတစုပ်ကဲနဲ့တရင်ပုတ်ပါတဲ့ဤခန္ဓာဤခန္ဓာပေကရရတယ်ဟောဒီတနာကရရတယ်အဲဒီလိုကောင်းတဲ့ထင်ကြတဲ့လောကီဒုက္ခကြီးကိုအတိပယံ ချစ်လို့လည်းမဆုံးကြိုက်လို့လည်းမဆုံးနိုင်တဲ့အချစ်ဆုံးလောကဘဝတဏရှိရကွန်ဖြာ၍လွန်စွာထံပြင်းအချစ်တင်းကြီးတွေဖွယ်ပြီးတော့နေဇဗန္တံဘယဘတဝတဝကရှိခိုးဥချကုသလဖြာဖြာပြူကြတဲ့အခါမှာဘဝတိုင်းဘဝတိုင်းရက်လာမဆိုင်ပဲ လူမင်းရဲ့စီစိမ်နတ်မင်းရဲ့စီစိမ်ညီထိုင်တဲ့မိအချိန်ကိုမမြင်ကြမကြောက်ကြသဖြင့်နိဗ္ဗာန်မရခင်စัจ जा ကောင်းမှုတို့တို့တောင်းဆိုသောပတ္တနာပြုကြကုန်သည်ဖြစ်၍ကိစ္စတိနေရီကိုလည်းမဆင်ခြင်းတေဘေးကိုလည်းညံမမြင် အမံပင်တပ္ပစီညာမြင်ကမထငါမာတော်တကယ်မဟုတ်ချအထုတ်ရပြီလို့ပြောကြတာကလောကရဲ့စကားထဏပြမတကြာထင်းလုံးတွေမြင်းလုံးတွေဆက်ရပမသွားတဲ့ကဲ့သို့တနည်းကြတော့အပေလေးပါးသို့ဆက်ကဆက်ကလာကြလေကုန်၏ပန္တိတေဟီ မဟာပညာဝတ္တစုဝိဇာဉဏ်တွေးအောင်လကွန်ထူလာပါသည်မဟာပညာဝတ္တစုဝိဇာဉဏ်တွေးအောင်လတကွန်ထူကြပါတဲ့လူရှင်အပေါင်းအရိယသူတော်ကောင်းတို့သည်သာတယာတိသဗ္ဗဒုက္ခံသာတိအစလုံးစုံသောဒုက္ခဟုသမျှကို ဝါမိဝတ်တွင်ကအစဒုက္ခကိုမမြင်ရှုပ်ရတဲ့ဘဝကိုမစင်ခြင်းမုတ်ချာဒနာရှင်ဆိုရာကဇာတိအစကလလရေကြီးအခြေတီရာကိုမတိကြမကြောက်ကြသဖြင့်ရောက်ရမယ်ဘဝလုံးစုံဒုက္ခအပေါင်းစုကဆုံးမှုမကုံတဲ့လူပုံဌာနာ ခုကြုံကလာကြတဲ့ပါဝါပြယောဂီတွေဟောရိမလီပါဠိပြရမှာဖြင့်ဇာတိအစဥပါယတအဆုံးစတပတ်သောဒုက္ခတုံးကြီးကိုဒုက္ခသစ္စံဒီကောင်းတဲ့ချမ်းသာတယ်လို့ပြောကြတာကလောကရဲ့စကားအဖဂေါတမတရားမှာတော့ဆင်းရဲကြောင်းဤကအမှန်ဟု ဝိပန်စွာဒုက္ခသစ္စာဉာဏ်ကိုကိုယ်ပိုင်ရကြသည် ဖြစ်၍ကိစ္ဆန္တိနေရေးကိုစင်ကျင်သိပြီးကိုရဲ့ဉာဏ်နဲ့အမြင်အမှန်ပင်တပ္ပစဉ်တရားကိုသိကြသဖြင့်တန်တိဒုက္ခတို့ကြွားကြလေကုန်၏ကိစ္ဆန္တိအမှန်ကိုလည်းသိဉာဏ်ကိုလည်းသိကြသဖြင့် အကျံပိပိနေတန်တိဆိုတကယ်ဤပါတဲ့အမမဝိတဲ့နိဗ္ဗာန်ကိုစိတ်အကျံအဋိဋ္ဌာမြောက်ပြီမို့ဩနောက်ဆုံးတော့နိဗ္ဗာန်သို့ရောက်ကြလေကုန်၏ဒီကာရလေးအရန်ကောင်းပါတယ်လောကဒုက္ခအတိပိယဇာတရာတိသဗ္ဗဒုက္ခံပါဠိဤနေသပန္တံပန္တိတေဟိဒုက္ခသစ္စံတဲ့ လောကကြီးကိုချမ်းသာတယ်ခန္ဓာရရှိလာတဲ့ပုံကိုယ်တွေကိုချမ်းသာတယ်လို့မြင်တဲ့အမြင်ဟာလူမိုက်တို့ရဲ့အမြင်ပဲတဲ့ပါဠိဣနိစ္စပန္တင်ထံကြောင်းကျိုးမသိအမှန်မှန်မသိအကောင်းဆိုးကိုခွဲခြားပြီးတော့မသိတဲ့တန်တရာပြေးလွှားနေတဲ့လူမိုက်တို့သည်တဲ့ဖျားရှိကိုယ်တိုင်းစီမီပူဇော်တိုင်းဖျားတော်တော်ရဲ့ကတ္တိုင်စသည်အားဖြင့် ဘဝစက်တိုင်းစက်တိုင်းမှာချမ်းသာမှုတွေရဖို့အတွက်ဆိုပြီးတော့ဟောဒီဩကာသလောကတတ္တလောကကြီးကို ချမ်းသာတယ်လို့ထင်မြင်ယူဆပြီးလောကကြီးကို ဖတ်တွယ်နေကြတယ်လောကဒုက္ခအတ္တိပိယအလွန်ချစ်ခင်နှစ်သက်မျက်နှာတွေ့တာတတ်မှတ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီလူမိုက်တွေဟာ ကြောင်ကြောမမအကောင်းဆုံးခွဲခြားပြီးတော့မသိတဲ့လူမိုက်တွေဟာတောကပရိဒေဝဒုက္ခဒေါမနတဥပါယတာဆိုတဲ့ငိုကြွေးခြင်းဆိုရင်ချင်းပူပန်ခြင်းတွေနဲ့ပဲဆက်လက်ပြီးတော့လာလိမ့်မယ်တဲ့ဒီသာရရဲ့အဓိပ္ပာယ်ပါဇာတရာတိတပ္ပဒုက္ခဇာတိအစကလလရေကြီးအခြေတီတာကိုမသိကြမမြင်ကြမကြောက်ကြတဲ့အတွက်ကြောင့်မို့လို့ ဒုက္ခအပေါင်းစုကဆုံးပူမကုံနဲ့လူပုံဌာနခုကြုံက လာကြတဲ့ပါဝါပြယောဂီတွေတို့များတရားသမားကြီးပဲလို့ကိုကိုကိုအထင်ကြီးနေကြတယ်တော်တော်ဒီလောကကြီးကိုဒီမိသားစုကြီးကိုဒီဘဝကြီးကိုတွေ့တာတက်မှတ်ပြီးတော့သစ္စာလေးပါးယုံနာဓမ္မသင်္ခါရတွေအပေါ်မှာကျင့်ကြံကြိုးစားပွားများအားထုတ်ခြင်းမရှိဘူးဆိုရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဟာလောကကိုခင်တွယ်တဲ့သူပဲတက်မှတ်တဲ့သူပဲလို့ဒီလိုတိပ္ပယ ဲ့တော့ဇာတရာတိသဗ္ဗဒုက္ခလောကတိဇာတိအစတဲ့အစရှိတဲ့ဒုက္ခတွေကိုရနေတယ်ဆိုတာကိုသိရင်တန္တရာကလွတ်အောင်ကြိုးစားလိုက်မယ်လို့ဒီလိုအသေးပဲရပါတယ်ဇာတရာတိသဗ္ဗဒုက္ခပါဠိဤနေသပန္တန်ထံပန္တိတေဟိဒုက္ခသစ္စံပဏိတေယီမပညာဝန္တစုဝိဇာဉ္ဇံတိအောင်တကုံထူကြပါသည်လူရှင်အပေါင်းအရိယသူတော်စင်ပေါင်းတို့ကားတော့ ဒုက္ခသစ္စာဟောရီခန္ဓာကြီးရလာတဲ့ဟောရီလောကကြီးကို ရောက်ရှိလာတဲ့ဆိုတာကဒုက္ခသစ္စာဒုက္ခဖြစ်မယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်နောက်ဆုံးမှာတော့ကိစ္ဆန်ဒီအဲ့ဒီပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေက သူတော်ကောင်းတွေက အကြောင်းအကျိုးမှမှန်ခွဲခြားသိမြင်ပြီးတော့တတိသမဇင်လက်ကင်ထားပြီးတော့နိဗ္ဗာန်သို့လာကြလေကုန်တယ်ဒီကရာယအတိပဲပါဒီလောက်ပါပဲလောကဒုက္ခအတ္တိပယံသတ္တယာတိတပ္ပဒုက္ခံ ပါလေဟိနေသဗ္ဗံထင်တံပန္တိတေဟိဒုက္ခသစ္စာ